ါရှင်ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေးအစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမေးအစီအစဉ်မှာတင်ဆက်ရင် မသိရင်စုမနွားနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပရေးရာနဲ့တူတူတခြားဘုဟုသုတတွေပြည်သက်တွေပြောပြပြီးတော့အတင်ဆက်ပေးသွားမှာပါရှင်။ကဲပထမဆုံးအနေနဲ့သတင်းအကြောင်းအရာမှာပြည်သက်တွေအတွက်သတင်းချင်းတွေအတွက်ကိုပြောပြစရာသတင်းတစ်ပုဒ်ရှာထားတယ်။အဲ့ဒီသတင်းကဘာလဲဆိုတော့ပြည်မာချန်နဲ့မှာဖတ်ထားတာပေါ့နော်။ဒီမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်အားလုံးသိမှာပါနော်။အဲအခုဒီကင်ဂျုံအန်နဲ့ပတ်သက်ပြီးတော့ကင်ဂျုံအန်ဆိုရင်ねသူတို့ဒီမြောက်ကိုရီးယားရဲ့၄ချိန်မြောက်ပေါ့နော်။တက်မတော့ဒီညီလာခံရှိတယ်။အဲ့ညီလာခံမှာဆိုရင်သူကမိကုန်းပြောကြတာပေါ့ ါ့နော်မိကုံးပြောကြတဲ့အချိန်မှာတဲ့ဘာဖြစ်လဲဆိုတော့ဒီစစ်တပ်အရာရှိတွေအားလုံးကသူ့မိကုံးပြောကြတဲ့အချိန်မှာအကုန်လုံးကအိမ်ခိုင်နေကြတာတဲ့အော်စိတ်ဝင်စားတာပေါ့အဲ့လိုမျိုးဖြစ်နေတာဆိုတော့လေ ဒီကင်ဂျွန်အန်ဆိုတဲ့သူကလည်းပြောမှာဆိုရင်အပြစ်ပေးတော်တော်ပတ်ဆက်တယ်လို့ပြောရမယ်နော်ရရဆက်ဆက်ကိုနော်သူကအပြစ်ပေးတာသူပြောသူတို့ရဲ့ဒီတိုင်ငံလုံးကသူ့ကိုဒူးတော်အောင်ကြောက်နေကြတာလေဒါပေမဲ့အဲ့လိုမျိုးစစ်တပ်အရာရှိတွေအိမ်ငိုက်နေတဲ့ဓာတ်ပုံတွေပတ်သက်ပြီးတော့အာအခုအဲ့ညီလာခဲနောက်မှာထွက်ပေါ်လာတဲ့အခါမှာဆိုရင်တခြားနိုင်ငံတွေလည်းအကုန်သိကုန်လာတဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီတော့ ကင်းညောင်းအောင်လည်းလှောင်ရမှာပဲလေအဲ့ခါကျတော့သူဘလို့များလုံလဲဆိုတော့နောက်ဆက်တွဲသတင်းရတော့သိရှိရမယ်ထင်တာပဲပေါ့နော်အခုတော့အဲ့အကြောင်းလေးပြောပြမယ်ဒါမြောက်ကိုရီးယားနေထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံထဲမှာဆိုရင်အဲ့ဒီဒီမြောက်ကိုရီးယားရဲ့ပြည်သူ့တပ်မတော်ရဲ့၄ချိန်မြောက်ညီလာခံမှာဆိုရင်ပေါ့နော်ကင်းညောင်းရဲ့ဒီပြောနေတဲ့ဒီမိကုန်းနေနဲ့ပတ်သက်ပြီးတော့ဒီစစ်တပ်အရာရှိတွေအလုံးဝစိတ်ဝင်စားပုံမပေါက်ဘူးတဲ့တချို့က ခေါင်းယုံငိုက်ပြီးအိတ်နေတယ်။ဒါပေမဲ့တချို့ကကြတော့လေဟန်ပပါနဲ့ပေါ့နော်။ကင်ဂျုံရဲ့မေကွန်စကားတွေကိုတေချာလိုက်မှတ်နေတဲ့ပုံစံမျိုးဟန်ဆောင်ပြီးတော့နေနေတူလည်းရှိတယ်။တချို့ကြတော့လေခန္ဓာကိုယ်တော့မတ်နေခေါင်းနဲ့ထောင်မတ်နေတယ်မျက်စိမျက်လုံးတွေကလုံးဝပိတ်ထားအိတ်နေတာပေါ့နော်။အဲ့လိုပုံစံမျိုးတွေရဲ့ဒီဓာတ်ပုံထဲမှာတကယ့်ကိုအထင်းသားကိုမြင်နေရတာတဲ့။음ဒီတော့တဲ့ဟိုပြောမယ်ဆိုရင်ပေါ့နော်။ဒါဒီလိုမျိုးဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ဓာတ်ပုံတွေလည်းတော်တော်များပြည့်နှံ့ကုန်တာပေါ့နော်။အဲ့လိုမျိုးဖြစ်ကုန်တဲ့ဒါဒီလိုမျိုးသူတို့ဒီညီလာခံဆိုတာကျင်းပမှုကကြတော့ ော့ပြုံရမ်းမှာတဲ့အဲ April 25 House of Culture မှာသူတို့ကညီလာခံပြုလုပ်ဖို့အတွက်ကိုပေါ့နော်ဒါဒီစီစဉ်ခဲ့တယ်။နောက်ပြီးကျင်းပခဲ့တဲ့ရက်ကဒီဇင်ဘာလ2ရက်နေ့နဲ့3ရက်နေ့မှာဆိုရင်2ရက်တိုင်တိုင်ကျင်းပခဲ့တာတဲ့။နောက်မြောက်ကိုရီးယားတက်မတော်ဆိုတာကလေ Kim Il-sung နေပြီးတော့1932ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့တယ်ပေါ့နော်။ဒီတော့အခုလိုမျိုးဒါမြောက်ကိုရီးယားကောင်းဆောင် Kim Jong-un ရဲ့မိကွန်းပြောကြားမှုမှာစိတ်ဝင်စားမှုမရှိတဲ့ဒီတက်မတော် ဒါအရာရှိအနေနဲ့ပေါ့နော်နောက်ပိုင်းမှာဘလို့အပြစ်တန်ခံရမလဲဆိုတော့အကုန်လုံးကစိတ်ဝင်စားနေကြတယ်အခုတော့ဓပုံတွေတော်တော်များတော့ပြန်နေပြီ तू ကတော့မတွေ့ပဲတော့မနေပါဘူးနော်ပြီးတော့ तू လောက် तू ရဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့ private တွေလောက်တာ तू ပဲရှိရယ်နော်ဟုတ်တယ်နော်ဘလို့များပြန်သွားလဲမသိဘူးညီလာခံမှာအိပ်ပျော်နေရယ်ဆိုတော့ဒုက္ခပါပဲနော် ဒါထက်မေးသိမ်းပြပြပေးခြင်းနဲ့အကြောင်းအရာကတော့ဒီကုလသမဂ္ဂရဲ့ဒီယဉ်ကျေးမှုဆိုင်ရာအေဂျင်စီဖြစ်တဲ့ UNESCO ကဒီကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ပေါ့နော်အမွေအနှစ်တက်များအဖြစ်ပေါ့နော်ထပ်မံပြီးတော့အသိအမှတ်ပြုလိုက်တဲ့အကြောင်းအရာ20ဆင်းမှာဆိုလို့ရှိရင်ကင်ချီနဲ့ဒီ Arab Coffee တို့ပါဝင်နေဆိုတဲ့အကြောင်းပြပြပေးခြင်းပါလားကင်ချီရဲ့ Arab Coffee Arab Coffee ရဲ့ ဒီကဏ္ဍအသီးသီးမှာတော့ပေါ့နော်အကြောင်းအရာ20ကို UNESCO ကနေပြောဒီကမ္ဘာယဉ်ကျေးမှုထုံးနှံအမွေးနဲ့စီးရင်မှာဆိုလို့ရှိရင်ထပ်မံပြီးတော့ဖြည့်တင်းပြီးတော့အသီးမှတ်ပြုခဲ့ရပေါ့နော်ဒီကဘာအသီးမှတ်ပြုရလဲဆိုတော့မြောက်ကိုရီးယားရဲ့ဒီကင်ချီနဲ့အာရာကော်ဖီရဲ့ဒီရိုးရာကော်ဖီပေါ့နော်အဲ့ဒါကိုအစားအသောက်များဖြစ်ပါဝင်လာတယ်ဆိုတဲ့အကြောင်းလေးအခြားကဏ္ဍတွေဖြစ်တယ်ပေါ့နော်ဒီဩစတြေးလျရိုးရာမြင်းစီးအတက်တို့ဒီပီရူးနိုင်ငံလူစုလူဝေးများနဲ့ကခုံတဲ့ဒီရိုးရာအကာတို့ရူမေးနီးယားနဲ့ဒီနမ်မီဗီးယားတို့ရဲ့ ဲ့ဒီရိုးရာတည်တီးပွဲတော်ပေါ့နော် UNESCO ကနေပြီးရွေးချယ်ခဲ့တယ်တဲ့ ောက်ထပ်ကြတော့ဒီ UNESCO ကနေပြီးတော့အဲယခုမှဆိုလို့ရှိမှာเนาะဒီကန္နာ20ကိုဒီဇင်ဘာလ2ရက်နေ့ကနေပြီးတော့စတင်ပြီးတော့တဲ့ကမ္ဘာယဉ်ကျေးမှုအမွေနှစ်စရင်မှာဆိုလို့ရှိရင်ထည့်သွင်းပြီးတော့ကြီးညာလိုက်တယ်ပေါ့เนาะဒီနမေးဗီယာနိုင်ငံနဲ့ဝင်းဟော့ပေါ့နော်ဝင်းဟော့မြို့မှာရှိတဲ့နိုင်ငံတကာကိုယ်စားလှယ်များတွဲဆောင်ပြီးရောဒီ UNESCO မှာတင်သွင်းလိုက်တဲ့ဒီအမည်စရင်တက်တီကိုပေါ့နော်ရွေးချယ်ပြီးတော့ဆွေးနွေးခဲ့တယ်ဆိုတာလည်းပြောထားတယ် နောက်ထပ်တစ်ခုကကြတော့ဒီတောင်ကိုရီးယားရဲ့ဒီကင်မချီယားဆိုလို့ရှိရင်ပေါ့နော်အရင်ကအဲ့ဒီစီးရင်မှာပါဝင်ခဲ့ပြီးတော့အခုခါမှာဆိုလို့ရှိရင်ဒီမြောက်ကိုရီးယားကင်မချီပေါ့နော်ပြိုင်ဘက်နိုင်ငံဖြစ်တဲ့အဲမြောက်ကိုရီးယားကင်မချီယားဆိုလို့ရှိရင်ဒီရိုးရာအစားအစာနဲ့အတူပေါ့နော်ကမ္ဘာအမွေအနှစ်တစ်ခု ဖြစ်လာခဲ့တယ်တဲ့ UNESCO ကဆိုလို့ရှိရင်ပေါ့နော်ဒီမြောက်ကိုရီးယားရဲ့ကင်မချီယားတော့ခေါ်ပြီးတော့ကိုအခြေခံပြီးတော့အသုံးပြုခဲ့တဲ့အတွက်တဲ့နီးစနစ်ကထူးခြားပြီးတော့မြောက်ကိုရီးယားရဲ့လူအဖွဲ့အစည်းကတင်ဂေတာတစ်ခုတစ်ဖွဲ့ပေါ့နော်ဖြစ်နေကြအောင်သူကအတိမတ်ပြု ခဲ့တယ်ဆိုပြီးတော့ပြောထားတယ်။ဩတိုက်ဆိုင်လိုက်တာအမြောက်ကိုရီးယားချင်း။နောက်တစ်ခုကကြတော့ဒီ RS ဆော်ပါများပေါ့နော်ပြည်အောင်စုနိုင်ငံ Sorry Arabia ပြီးတော့ Oman Qatar ဆရဲ့ RS နိုင်ငံများပါပေါ့နော်။တဲခင်းပြီးတော့ဟိုဒီ RS Coffee ပေါ့နော် RS Coffee မှာဒီပွဲလန်းသဘင်နဲ့အထိမ့်မှတ်ဒီရရောမှုတွေနဲ့ပြဆိုကြအောင်ဒီ UNESCO ကပေါ့နော်ရွေးချယ်ရေးကဏ္ဍအနေနဲ့တာဝန်တာဝန်ယူပြီးတော့ဒီထောက်ခံကြရတယ်ပေါ့နော်။သူတို့ရွေးချယ်ပါအဲဆိုရင် RS Coffee ပေါ့။ နောက်တစ်ခုကကြတော့ဒီအခြားရွေးချယ်ခံရတဲ့အမည်ကကြတော့ Greek ပိုင်း Dinot Joma ပေါ့နော်စင်ကြောက်ထွင်းတဲ့အတက်ပညာပြီးတော့ Namibia မှာ Marula တတိများတဲ့ပြုတ်လောက်တဲ့ဒီ Via Via ပေါ့နော် Via ကိုဒီစုပေါင်းတောက်သုံးတဲ့ဒီ Oshi Tuti Roman Gungo ပွဲတော်ပေါ့နော်အဲဒီဟာတွေကိုလည်းသူတို့ကရွေးချယ်ခဲ့တယ်ပေါ့နော်ဒီ UNESCO ကနေပြီးတော့အဲဒီအကြောင်းလေး ရှင်းပါဘူး။အဲဆိုကမ္ဘာမွေဖြစ်စင်းဝင်သွားနိုင်ငံကတော့တကယ်ခုံယူစရာပဲပေါ့နော်။ကဲဒါဆိုရင်ဒီတစ်ခါမှကြတော့ဆိုမှဒါပြည်တွင်းရအကြောင်းလေးပြောပြအောင်မယ်အဲ့ဒါပါလဲဆိုတော့မြန်မာနိုင်ငံမှာကလေဟိုတကဘာလုံးနဲ့ချီပြီးတော့ရှားပါမျိုးစိတ်တွေရှိနေတယ်အဲ့ဒီထဲမှာဆိုရင်ကျဲလိတ်လည်းအပါဝင်ပဲပေါ့နော်ကျဲလိတ်အဲ့တော့ကျဲလိတ်နဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင် तू ကတကယ်ပေါ့နော်ရှားပါမျိုးစိတ်ကျဲလိတ်တွေကမှအကောင်ရေ180ကျော်ပျောက်ဆုံးနေတဲ့ဟုတ်ပါအကောင်ရေ180ကျော်ဆိုတော့ဒါတကယ်တော့အမ များကြီးပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူက DJ လေးတွေကဘယ်မှာပေါ့ဘယ်မှာရှိရလဲဆိုတော့မင်းစုံတောင်မှာရှိတာပါတဲ့တဘာဝအတိုင်းထိမ့်သိမ်းဆောက်ရှောက်ပေးထားတဲ့ရှားပါးစည်ရင်းဝင် တာမြမမျိုးရင်းစိတ်စစ်စစ်ကျဲလိတ်တွေကိုတဲ့အခုဆိုရင် तू ကအကောင်ကြီး180ကျော်ပျောက်ဆုံးနေရယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့သိခဲ့ရပါပြီတဲ့အဲ့တော့ဒီကျဲလိတ်တွေကိုတဘာဝအတိုင်းထိမ့်သိမ်းထားရယ်ဆိုပေမဲ့ထိမ့်သိမ်းမှုမှာဆိုလို့ရှိရင် radio ion can carrier တက်ဆင်ပြီးတော့တဘာဝအတိုင်းလှုပ်ပေးထားရပါတော့အဲ့လိုမျိုးလှုပ်ပြီးတော့ထိမ့်သိမ်းပြီးတော့မွေးမြူထားတဲ့ကျဲလိတ်အကောင်ကြီးကအကောင်ကြီး300အနက်300ရှိပါတယ်တဲ့အဲ့ဒီ300တဲမှာမှအကောင်ကြီး180ကျော်ကဒီ August နဲ့ September မှာနှစ်လအတွင်းမှာအကောင်ကြီး180ကျော်ပျောက်ဆုံးနေ ရအဲ့တော့ဟိုအရန်တော့များတယ်ဗောနော်နှစ်လအတွင်းမှာအဲ့လောက်ပျောက်တယ်ဆိုတော့အဲ့တော့ဒီလိုမျိုးပျောက်ဆုံးတဲ့အတွက်ဒါအခုဆိုလို့ရှိရင်စုံစမ်းစစ်ဆေးမှုတွေအရာဆိုရင်ဒီဂျေလိတ်တွေကခိုးယူခံနေရတာတဲ့ခိုးယူပြီးတော့ဒါကုန်ကူးခံနေရတာအဲ့တော့ဒီလိုကုန်ကူးခံရတဲ့ပတ်သက်ပြီးတော့ဒီရောက်ရှိနေတဲ့အခုလောတဲ့အဲ့ဒီပျောက်ဆုံးနေတဲ့ဂျေလိတ်180ရောက်ရှိနေတာကထိုင်းနိုင်ငံရောက်နေတယ်လို့တော့ထင်ရပါတယ်အခုဆိုဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့ဒါဖန်ဆီးဟို ခိုးယူခဲ့တဲ့သူတဲကမှခုနှစ်ဦးကိုတော့ဖမ်းဆီးထားမိပြီတဲ့သူကလည်းနည်းနည်းနော်တော့ပဲ180ရာအများကြီးပဲเนาะအဲ့တော့ဒီမှာဆိုရင်သူတို့ကဒီ Facebook တခုမှာဆိုရင်ねစာထဘာဝဆိုပြီးတော့ထိုးထားတဲ့ကျဲလိတ်တွေကိုရောင်းရရှိရဆိုပြီးတော့ထိုင်းတတော်ဌာနနေတွေ့ရှိရအောင် message ရလာတယ်ဒီရည်တစင်ပါเนาะသူတို့ထိုင်းနိုင်ငံဘက်ကိုပဲဒီဒီကျဲလိတ်ဟာရောက်ရှိနေရဆိုပြီးတော့သူတို့ယူဆရတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ပြီးတော့ဒါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားအောင်မယ်တဲ့အဲ့တော့ဒီကျဲလိတ်ဆိုတာတကဘာလ ောင်းနဲ့ချီပြီးတော့ဗောနော်ရှားပါမျိုးစိတ်စိရင်ဝင်ကျဲလိုက်တရားအခုဆိုလို့ရှင်မျိုးတုံးမှုတော်နီးစက်နေတဲ့အခြေအနေပါတဲ့အဲဒီလိုမျိုးအခြေအနေဆိုတာ ਨੇ ပတ်သက်ပြီးတော့ဟိုကမ္ဘာ့ဘဝဉာဏ်ထိန်းသိမ်းရေးအဖွဲ့ IUCN ရဲ့အမှတ်တမ်းစာအုပ်မှာမှတ်တမ်းတင်ထားတယ်အဲ့လိုမျိုးဒီကမ္ဘာရှားပါမျိုးစိတ်ဖြစ်တဲ့ကျဲလိုက်ကိုမြန်မာနိုင်ငံမှာကြတော့မန္တလေးမကွေးနဲ့စကိုင်းတိုင်းဒေသကြီးတွေမှာအဓိကတွေ့ရှိနိုင်နေဆိုပြီးပြောထားတယ်အဲ့တော့ကျဲလိုက်လေးတွေ့လို့ရှင်ဒါဖမ်းယူတာမျိုးတွေစားသောက်တာမျိုးတွေမလုပ်ဘဲနဲ့တဘာဝအတိုင်းလှုပ်ပြီးတော့ဝင်းမြူထားမယ်ဆိုရင်ရှားပါမျိုးစိတ်တွေကိုကိုယ် နဲ့ပြန်ပြီးတော့မျိုးဆက်ပြန်ပါဖို့အတွက်ကုညီရလည်းရောက်တယ်နော်။ဟုတ်တယ်နော်။ဒီလိုမျိုးပြောမှဆိုမြန်မာနိုင်ငံကဒီတည်ရန်စာတတွေပေါ့ဒါတွေကိုတစ်ဖက်နိုင်ငံမှာအဲ့လိုမျိုးဒါတရားမဝင်မှောက်ခုကူတာတွေနဲ့ပတ်သက်ပြီးတော့တိကျဟိုတက်တက်မမစနစ်တကျလုံးမရမယ်နော်။ဟုတ်တယ်။လို့ဆိုရင်မြန်မာနိုင်ငံရဲ့ပစ္စည်းကုန်မှာဟုတ်တယ်ဟုတ်တယ်။တန်ရတန်ကြီးနဲ့ကုန်တာမျိုးမဟုတ်ဘဲနဲ့မတန်မရနဲ့ကုန်သွားတာမျိုးတွေပေါ့နော်။ဒါမျိုးတွေလည်းရှိရဲ။ဒါပေမဲ့ဒီကျယ်လေးလေးရောတန်ရတန်ကြီးနဲ့လည်းမရောက်သင့်ပါဘူးနော်။ဟုတ်တယ်။ ဲဒါဆိုသတင်းလေးဆုံးသွားပြီခဏလာကြမယ်နော်ခေတ္တပြုံမေးစီစီကနေပရိသတ်တီအတွက်ထပ်မံပြီးတော့ထူးခြားတဲ့သတင်းကြောင်းရိုက်ပြောပြပေးဖို့ခဏနေပြန်လာရပါဦးမယ်ရှင်